ကျမကိုဒီနေ့ပေါ့နော်ခလေးတယောက်ကမေးထားတာရှိတယ်။လက်လျှောခါဝင်ကိုယင်38 site ကိုလက်လျှောဆွဲတဲ့ဥစ္စာကအတွင်းကိုဝင်နေလို့တဲ့။ကျမကိုဆွဲပြခိုင်းထားတယ်။အဲ့ခါကျတော့ပေါ့နော်ကျမတို့ရဲ့ဘူလာ frame ဖြစ်တဲ့အတိုင်းကျမတို့တွေအရင်ဥဆုံးပါကိုဆွဲမလဲဆိုလို့ရှိရင်ကျမတို့ကဒီမှာဆိုလို့ရှိရင်ပခုံးလိုင်းလေးကိုဆွဲလိုက်မယ်နော်။ပခုံးလိုင်းလေးကိုဆွဲလိုက်မယ်။ပြီးလို့ရှိရင်ကျမတို့ဘေးလိုင်းကို ဘေးကခောက်စာလိုင်းလေးကိုဆွဲမယ်ပေါ့နော်ဒါလေးကလက်လျှော့လည်းဖြစ်တယ်ခေါင်းစော့လည်းဖြစ်တယ်ဒါလေးကကျမနမူနာဆွဲပြတာနောက်ကြိုးချမ်းလေးနော်ဟုတ်လားအဲ့ကကြတော့ကျမကဒါကဘေးလိုင်းဆွဲပြီးသွားပြီဆိုလို့ရှိရင်ရင်38ဖြစ်တဲ့အတွက်ကျမတို့ရဲ့ဂျိုင်းအကျေက ကိုခွဲပေါ့နော်ကိုခွဲမှာတမတ်မှတ်လိုက်မယ်နောက်တစ်ခါခါအရှိက15ခွဲဆိုတော့15ခွဲမှာတမတ်မှတ်လိုက်မယ်မှတ်ပြီဆိုလို့ရှိရင်အဲ့ဒီအမှတ်တွေကိုဟိုဘက်ကိုကျမတို့ဖြောင်းဖြောင်းလေးနဲ့မြင်းဖြောင်းလေးတွေကျမတို့ဆွဲလိုက်မယ်နော်မြင်းဖြောင်းလေးတွေဆွဲလိုက်မယ်ဆွဲပြီးပြီဆိုလို့ရှိရင်ကျမတို့ကဒီမှာကရင်38ဆိုတဲ့ခါကျတော့လူရပေါ့လေနည်းနည်းလေး ဟိုရင်38ဆိုတော့ရင်ဆိုင်လဲကြီးတယ်လူလဲနည်းနည်းလေးပြည့်ပြည့်ဖြူဖြူဖြစ်မယ်ဖြစ်တော့ပဲသူရဲ့သူရဲ့မူလပေါ့နော်လေဘင်းလေးကိုကျမတို့ကသုံးလက်မထားလိုက်မယ်နော်မူလလေဘင်းလေးကိုသုံးလက်မအမှတ်မှတ်လိုက်မယ်မှတ်ပြီးလို့ရှိရင်ကျမတို့ကဒီမှာဆိုလို့ရှိရင်ကျမတို့ဒါကပခုံး ပခုံးကသူ့ရဲ့ပခုံးကပခုံးတချမ်းရဲ့ site ကရှစ်လက်မဖြစ်တဲ့တဲ့ရှစ်လက်မအမှတ်မှာရှစ်လက်မမှာအမှတ်တမှတ်မှတ်လိုက်မယ်အဲ့ဒီရှစ်လက်မအမှတ်ကနေပြီးတော့ကျမတို့ကခုနကတုန်းကဆွဲလာတဲ့ရင်မြင်းပေါ်ကိုတောင်းမမြင်းလေးဆွဲလိုက်မယ်နော်တောင်းမမြင်းလေးဆွဲလိုက်မယ်အဲ့ခါကျတော့အဲ့ဒီတောင်းမမြင်းကိုဆွဲပြီးလို့ရှိရင်ဒီပခုံးစောင်းဖို့အတွက်ကိုဒီမှာကျမတို့တက်လက်မအမှတ်မှတ်လိုက်မယ်အဲ့ကျတော့မူလဒီဟာက3လက်မနော်မူလ11အမှတ်ကနေပြီးတော့ ကျမတို့ကလေဝင်လက်လျှော့လေးဖြစ်တဲ့အတွက်မူလလေဝင်အမှတ်ကလေးကနေပြီးတော့ကျမကဒီမှာဆိုလို့ရှိရင်ဒါမူလလေဝင်အမှတ်လေဝင်အမှတ်ကနေပြီးတော့ကျမတို့က17လက်မလောက်ထိသွားလိုက်မယ်နော်လက်ကလေးကိုခက်လျှော့လျှော့လေးပေါ့နော်17လက်မထိသွားမယ်ဒါကလိုချင်တဲ့အရှိနောက်တစ်ခါဒီဘက်ကဥစ္စာကဒါကနောက်ထပ်တစ်လက်မဆက်ဒူးလိုက်အဲ့ဒါလေးကအင်ကြီးချုပ်တဲ့ခါကျတော့ခောက်စာဖြစ်အောင်17လက်မပေါ့နော် အားလုံးမူရင်းကတော့ ဆက်တက်လက်မှာဒီဘက်ကအပေါင်းတက်လက်မှာเนาะခောက်စာအတွက်เนาะအဲ့ခါကျတော့ကျမတို့တွေကအခုဒီမှာဆွဲပြီးသွားဆွဲပြီးသွားပြီဆိုလို့ရှိရင်ကျမတို့သူ့ရဲ့ရင်ရင်အကျယ်ကကြတော့ဒီမှာဆိုလို့ရှိရင်ကျမတို့10လက်မှာဒီ10လက်မှာအမှတ်ရှိတယ်10လက်မှာအမှတ်ကနေပြီးတော့ကျမတို့ကဒီဂျိုင်းအောက်ကိုဒါ10လက်မှာ အမှတ်ကလေးကျမခါအတူလေးပဲဆွဲပြနော်ဘာလို့ဆိုခါအထီပဲဆွဲပြလိုက်မယ်ခါအောက်ကကျမတို့ခေါဝင်ပုံလေးဖြစ်တဲ့အတွက်အဆင်ပြေသလိုကျမတို့ကြိုက်တဲ့အရှည်နဲ့ဆက်မှာဖြစ်တဲ့အတွက်ဒီတိုင်းပဲထားလိုက်မယ်နော်ဒီအဓိကထားပြီးတော့ကျမရှင်းပြချင်တာကဒီလက်လျှောရဲ့အနေထားကိုကျမကအဓိကထားပြီးရှင်းပြခြင်းအခုဒီမှာဆိုလို့ရှိရင်ကျမတို့ကဒီလေဘင်းပေါ့နော်ဒီကလေဘင်းက3လက်မကနေပြီးတော့ဒီမှာ7လက်မခောက်စာ7လက်မနဲ့12လက်မ ဆွဲလိုက်တယ်ဆွဲပြီးပြီဆိုလို့ရှိရင်ကျမတို့တွေကလေဒီအခုပေါ့နော်ဒီအတွင်းဆက်တက်လက်မလိုချင်တဲ့ဆက်တက်လက်မကနေပြီးတော့ကျမတို့ကဂျိုင်းအဲဟာပေါ့ဂျိုင်းရဲ့အကျအအတိုင်းပဲကျမတို့တွေဆွဲချလိုက်မယ်ဂျိုင်းရဲ့အကျအတိုင်းကိုလက်မခွဲ ကိုလမခွဲဆွဲချလိုက်မယ်ဟိုတောင်းမတ်ကလေးဆွဲမယ်နော်တောင်းမတ်ကလေးဒီရနေ ပြီးတော့ကျမတို့ကတောင်းမတ်ကလေးဆွဲမယ်နော်ကိုလမခွဲနော်ဆွဲလိုက်မယ်နော်ဆွဲပြီးပြီဆိုလို့ရှိရင်ကျမတို့ကဒီမှာဆိုလို့ရှိရင်ဒီအတွင်းကိုလာပြီးတော့ဆက်ရမှာမျိုးပေါ့နော်အဲ့ကြတော့ဒီရနေပြီးတော့ကျမကအဲအဲ့ကြတော့ကျမတို့ကဘယ်လိုဆက်မလဲဆိုလို့ရှိရင်ဒီကဂျင်ရဲ့ဂျင်နဲ့ဒီအောက်က ခါနဲ့အဆုံးအမတ်နဲ့အခုဒီဆွဲတဲ့မြင်းလေးကိုကျမတို့တွေနော်ဆက်လိုက်မယ်နော်ဆက်လိုက်မယ်ဒါမြင်းသာအောင်ပေါ့နော်ကျမတို့ဘလို့ဆက်ပြီးတော့သွားရမလဲဆိုတာကိုမြင်းသာအောင်လို့ကျမတို့ရှင်းအောင်လို့ဆက်တဲ့သဘောမျိုးပေါ့နော်အခုအဲ့ဒါလေးဆက်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ကလေဒီဟာလေးကလေဒီလိုလေးဝိုင်းပြီးတော့ကျမတို့ကလာကျင်တာဖြစ်တဲ့အတွက်ဒီခါကျတော့ကျမတို့က ဒီမှာဆိုလို့ရှိရင်ရန်ကြီးဝိုက်လို့မရဘူးဒီအပြင်နဲ့ဆိုလို့ရှိရင်ဝိုက်လို့မလှတဲ့အတွက်ကျမတို့ကဒီအတွင်းပေခွေးနဲ့ဝိုက်လိုက်မယ်နော်အတွင်းပေခွေးလေးနဲ့ဘယ်လိုလေးဝိုက်မလဲဆိုလို့ရှိရင်ဒီလိုလေးပေါ့နော်အတွင်းပေခွေးလေးနဲ့ကျမတို့ဒီလိုလေးဒီလိုလေးဝိုက်ယူလိုက်မယ်ဒါဆိုလို့ရှိရင်သူ့ရဲ့ဒါလက်အျောအနေထားလေးမြင်ရပြီနော်အဲ့ခါကျတော့မှကျမတို့ကဒီအပြင်ကဒီတလက်မ ခောက်စာကိုဆက်ပြီးတော့ဆွဲချလိုက်မယ်เนาะဟုတ်လားဆွဲချလိုက်မယ်ဆွဲချပြီးပြီဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒါထားပါတော့ကျမကဒီချမ်းလေးကိုကကြီးနဲ့ညှက်ပြမယ်ဒီကပေါ့เนาะလေပင်အကျယ်ကိုကြာတော့ကျမတို့ဘလောက်ယူမလဲဆိုလို့ရှိရင်တကယ်လိုချင်တဲ့လေပင်ကျယ်လေးလက်မှယူမယ်နောက်တစ်ခါခေါင်းစုပ်ဖြစ်တဲ့အတွက်လေပင်လေးကျကျယ်လေးဖောက်မယ်အောက်ကိုနှစ်လက်မှဆင်းလိုက်မယ်เนาะအဲ့ကြတော့မှဒီမှာဆိုလို့ရှိရင်ကျမတို့ကဒီမှာနှစ်လက်မှ box လေးနဲ့ယူမယ်เนาะယူပြီးပြီဆိုလို့ရှိရင်ကျမတို့က ဒီမှာ၃ပုံ၃ပုံအမှတ်လောက်ကနေပြီးတော့ကျမတို့လေဘင်းလှလှလေးလေဘင်းအဝိုင်းဒီဒီချာချာလှလှလေးပြီးတော့ဒီနောက်အမှတ်ကိုဖြတ်သွားတဲ့အမှတ်ကိုပဲကျမတို့တွေကယူသွားမယ်နော်ဟုတ်လားအဲ့အဲ့လိုမျိုးယူလိုက်မယ်ယူပြီးပြီဆိုလို့ရှိရင်ကျမတို့ကပိတ်ဆက် oh sorry ပတ်တန်ကိုဘယ်လိုမျိုးဖြတ်မလဲဆိုလို့ရှိရင်ဒါဒီဘက်ကခေါက်ချောင်းဖြစ်တဲ့အတွက်ဒီဘက်ကဒီဘက်ကတော့ခေါက်ချောင်းเนาะ ီဘက်ကခောက်ကြဒါခါဖြစ်တဲ့အတွက်ဒီအောက်ကိုတော့ကျမတို့ကလေးစိတ်ပို့ပြီးတော့ညှက်မယ်ဒီမှာဆိုလို့ရှိရင်ဒီဘိုင်းညှက်မယ်ဒီဘိုင်းညှက်မယ်နောက်ဒီဘိုင်းညှက်မယ်เนาะဒါညှက်တဲ့ဘိုင်းကျမညှက်တဲ့ဥစ္စာလေးကိုတစ်ချက်ပြပေးမယ်เนาะအဲ့ခါကျတော့ကျမတို့ကညှက်မယ်ဆိုလို့ရှိရင်ဒီကဘေးကခောက်ကြောင်းကိုကျမတို့တွေ ခောက်ထားလိုက်မယ်เนาะဒါခောက်ကြောင်းနေရာဒါပတန်မစုတ်အောင်လို့ဘေးလိုင်းကိုကျမတို့တွေအတွင်းကိုခောက်လိုက်မယ်တကြံလို့ရမခောက်လို့ရှိရင်ချုပ်တဲ့ထဲမှာမှားပြီးတော့အကျယ်ကြီးပါသွားမှာကြောက်လို့เนาะအဲ့ကြတော့ကျမတို့ကဒီကနေပြီးတော့ကျမတို့ပတန်လေးကိုအလိုမျိုးတစ်ခါတည်းညှက်ချလိုက်မယ်เนาะညှက်ပြီးပြီဆိုလို့ရှိရင်နော် အကြတော့ဒီမှာဆိုလို့ရှိရင်လည်းခါကိုလည်းကျမတို့တွေကလေးစိတ်ပို့ပြီးတော့ညှက်ထားလိုက်မယ်တခါလဲလေးစိတ်ပို့ပြီးတော့ညှက်မယ်เนาะသမို့ဆိုလို့ရှိရင်ကျမတို့တွေဟိုဟိုမှာဖြစ်တဲ့ခါကြလို့ရှိရင်အဆင်ပြေအဲဒီနေရာမှာကျမတို့နည်းနည်းလေးအရေးကြီးတာကဘာကိုညှက်မလဲဆိုလို့ရှိရင်ကျမတို့ဒီမှာပေါ့ဒီမှာဆိုလို့ရှိရင်ဒါကအတွင်းကလိုချင်တဲ့အရှိဒါကချောက်စာခောက်စာလိုင်းခောက်စာလိုင်းဆိုတဲ့ခါကြကျမတို့ကဒီမှာဆိုလို့ရှိရင်ဒီအတွင်းကလိုချင်တဲ့ ဆက်တလက်မခောက်စာနေ ပြီးတော့ကျမတို့တွေဟုတ်လားနော်ခောက်စာနေပြီးတော့ဒီမှာဒီရကိုခါညက်တာကိုပြပါမယ်နော်ခါညက်တဲ့ခါကျတော့ဟိုခါရယ်လက်ရယ်ပေါ့နော်အဓိကတော့လေခါရယ်လက်ရယ်ညက်တဲ့ဥစ္စာဒါမှချုပ်တဲ့ခါကျတော့ကျမတို့တွေကဒုက္ခမရောက်တာနော်ဟုတ်လားဒါဆိုလို့ရှိရင်ဒါဆိုရင်ဒီမှာကြည့်ကြည့်လိုက်ကျမတို့ဒီမှာ ရသွားပြီနော်ရသွားပြီဆိုတဲ့အခါကျတော့မှဒီမှာကဘလို့ပြန်ညှက်မလဲဒီမှာဆိုလို့ရှိရင်ဒီဆက်နယ်လမအစုံလေးကိုကျမတို့တွေညှက်ချလိုက်မယ်နော်ဆက်နယ်လမအစုံလေးကိုညှက်ချလိုက်မယ်ပြီးလို့ရှိရင်ကျမကဒီအတွင်းထဲကနေပြီးတော့တခါတယ်ဒီမှာအတဲ့လေးပဲညှက်ချလိုက်မယ်ဟုတ်လားနော်ဒါဆိုလို့ရှိရင်ဒါက ဒါကခောက်ပြီဆိုလို့ရှိရင်ဒီမှာအတွဲမှာပါသွားပြီပေါ့နော်အဲအဲ့လိုမျိုးလေးရပါမယ်ဒါဆိုလို့ရှိရင်မေးတဲ့ကလေးလည်းအဆင်ပြေမယ်လို့ထင်ပါတယ်ဂျေဇုတင်ပါတယ်ရှင်